ထရန်စီဂျက်ခွန်မူဝါဒများကတက်စလာလုပ်ငန်းလေပတ်မှုအပေါ်များစွာထိခိုက်လာနိုင်လက်တလုံးမှာအမေရိကန်သမ္မတဒေါ်နယ်ထရပ်သတ်မှတ်လိုက်တဲ့အခွန်သုံးမြေကောက်ခံမှုမူဝါဒတွေကအီလွန်မန်ဦးဆောင်တဲ့လျှက်စက်ကားကုမ္ပဏီတက်စလာလုပ်ငန်းလေပတ်မှုအပေါ်များစွာထိခိုက်လာနိုင်ကြောင်းကုမ္ပဏီတာဝန်ရှိသူတွေပြောကြားထားတာကို CMM သတင်းမှာဖော်ပြထားပါတယ် ထရကြောင့်အမေရိကန်ထောက်လုပ်သူတွေအပေါ်နိုင်ငံတကာကလည်းတောက်ပြင်းနေစီချက်ခုံတွေကသူ့ရဲ့လုပ်ငန်းလေပတ်မှုကိုထိခိုက်နိုင်တယ်လို့အမေရိကန်ရင်ကုန်သွယ်ရေးမူဝါဒတွေအပေါ်လည်းတရားမှုတွေရှိလာနိုင်တာကြောင့်အထူးကယူဆိုင်ဖို့အီလိုမက်ကပြောကြားလာတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Jasmine Khrika အမေရိကန်ထောက်လုပ်သူတွေနဲ့တင်ပို့သူတွေအနေနဲ့ တရားမျှတမှုမရှိတဲ့အခွန်ကောက်ခံမှုတွေကိုအထူးပြုဆိုင်ပြီးဖြစ်ပေါ်လာနိုင်တဲ့အစိုးကျတွေအတွက်လည်းကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ထားကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။ Tesla ကုမ္ပဏီကလည်းတရားမျှတတဲ့ကုန်သွယ်မှုအရေးပါမှုကိုအတိအမှတ်ပြုထောက်ခံသလိုတရားမျှတမှုမရှိတဲ့ကုန်သွယ်မှုမူဝါဒတွေကိုအမြန်ဆုံးပြန်လည်ပြင်ဆင်ဖို့အတွက်လည်းထည့်သွင်းစဉ်းစားသိကြောင်းထုတ်ပြန်ထားပါတယ်။အမေရိကန်က အကောက်ခွန်ဆိုင်ရာအရေးဆောင်ရွက်မှုတွေကိုပြင့်မှတ်ထားသလိုတင်သွင်းလာတဲ့လျှက်စစ်ကအပေါ်အခွန်သုံးဖြည့်ကောက်ခံခြင်းကဲ့သို့ပြင့်မှတ်တွေထပ်မံဆောင်ရွက်လာပါကအခြားနိုင်ငံတွေကလည်းချက်ချင်းသုံးပြန်လာမှာကို Tesla ကုမ္ပဏီကစိုးရိမ်နေတာဖြစ်ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။